မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာကျော်ဝေအေယာမြေရေးသားသောငုံဝမြင့်အတွင်းမှထူးဆန်းသည့်အဆောင်ရောင်ဆိုတဲ့ဖြစ်ရမှန်အကြောင်းလေးကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြင်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါဦးရှင် လေးမျက်နာမျိုးနဲ့ညောင်မေတန်းကြီးရွာနဲ့တံငါလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုကြသောဥဘိုးတော်ဒေါနီပုတို့ဇနီးမောင်နှံသည်ကလေးသားသမီးများမရှိကြသဖြင့်လှေတစည်းဖြင့်ဒေါနီပုကလေလောဥဘိုးတော်ကကွန်ပြရသည့်ငါးကလေးများကိုကုန်းမော်တွင်စောင့်ဆိုင်နေကြသောဖောက်သည်များအားရောင်းချပြီးနေ့တိုင်းနေ့စဉ်အသက်မွေးဝမ်းမှုပြုကြရလေသည်။တနေ့တွင်ဒေါနီပုနေမကောင်းဖြစ်သဖြင့်ဥဘိုးတော်တယောက်တည်းလှေကိုလှော့ခတ်ပြီး ဝဲတောင်ရွာနဲ့ညောင်မင်းန်းကျေးရွာကြားဘိုးလဲတွင်ကွန်ပစ်လိုက်ရာကွန်ကိုဆွဲမှပြီးကြည်ရတွင်ကွန်ဒီတစ်ခုခုနဲ့ညီပြီးရေပေါ်သို့ဆွတ်တင်ရင်မရပဲအချိန်ချင်းစူးစမ်းပြီးမတင်တော့လဲမရဥပိုးတော်ကွန်ကိုတော့ဆုံရှုံမခံနိုင်ဒီကွန်လေးတက်လက်နဲ့အသက်မွေးဝမ်းမှုပြုနေရသည်မဟုတ်ပါလားနောက်ဆုံးဥပိုးတော်အကြံရ၍ရည်သေးသူဆင်းပြီးညိနေသောကွန်အားဖြုတ်မိဖြုတ်ပြီးအခြားတနေရာသို့သွားပြီးထပ်မံပြေးရအောင်မည် တငါသေးဆိုပေမဲ့ဖះတရားတော့မမီရေထဲသို့ငုံမြေပြုတွင်မြစ်ဆောင်နံအားတိုင်တယ်ပြီးတရဏဂုံသုံးမကိုနှုတ်မရွတ်ဆိုပြီးပစိုးကိုကရောင်းမြောင်အောင်ကြိုက်ပြီးလှေပေါ်မှရေထဲသို့ဂျွန်းထိုး၍ဆင်းသွားလေတော်သည်စင်းတော်တော့ကတော့ရေထဲတန်တန်မမတ်ရောက်သွားတော့ရတနာပစ္စည်းတွေတူလောင်ထားသည့်အခန်းကြီးကြီးကျယ်ခန်းနာပါပြီချင်းရှီအောင်တမင်ခွေကိုတော့ဗုဒ္ဓရုပ်ပွားတော်တစုရွှေတွေမှတဝင်းဝင်းတလက်လက်ရတနာတွေကလည်းတစ်ဖက်ခန်းထဲမှာတစ်ဖက်ဖြက် စိန်ကြောက်ဗထမများနီလာဥတ္တဖျားစုံမစုံပါဒါတွေကိုတွေ့ပေမဲ့ဥဝတော်မမတ်မောဖျားရှိတွင်ဒူးထောက်ပြီးဖျားကိုဥခိုက်ကြော်လျက်သူဤကိုမရေထဲသို့ဆင်းလုံးကားကဲ့သို့အင်းကြီးမပါပလာနတ်တိမဟုတ်ပစိုးကလည်းကရောင်းကြိုင်နေမဟုတ်မေဝေမင်းသားပုံစံမျိုးဖဲကြီပါရွှေဝါရောင် ရှင်မင်းသားများဝိစင်သည့်အင်ဂျင်နဲ့တောင်ရှည်ပိုးပစိုးသူကိုယ်သူဝေကောင်းစားလာများဘယ်ချိန်ကသူ့ကိုယ်ပေါ်ရောက်နေမှန်းမသိ ရွှေအောင်တဝင်းဝင်းလက်သည့်အခန်းကြီးထဲမှကြီးစီကိုထုပြီးထွက်လာသောဝိပ္ပူစင်ကျဲနှင့်ဖိုးသူတော်တို့ဖိုးသူတော်သည်သူ၏အခန်းထဲသို့ပြောင်းဝင်သွားပြီးငပြောသည့်တလုံးကိုဖြုတ်ယူလာပြီးဥပိုလ်တော်အားတခါကြီးဒီအာဟာရကိုမိဝဲသုံးဆောင်ပါစိတ်ချမ်းသာပြီးလန်းစန်းသွားပါလိမ့်မယ်ခွန်အားတွေလည်းတိုးတက်ပြီးလာပါလိမ့်မယ် ဖိုးသူတော်ပေးသည့်ငပြောသည့်ကိုစားမိသည်ဖြင့်ဖိုးသူတော်ပြောသည့်တိုင်းအာဟာရများပြည့်ဝပြီးလန်းစန်းကြည်လင်သွားလေသည်ဖိုးသူတော်မှာရွှေတဝင်းဝင်းနှင့်ဇေဒီညံတော်ကိုတော်ပြည့်ဖျားစီတို့ဥဘုထော်အားခေါ်သွားလေသည်ဥဘုထော်သည်ဖျားဝှက်ဖြစ်ပြီးလိုရာဆုတောင်းရာတွင် လေပေါ်မှရေထဲသို့ခုံချသည့်အဖြစ်မှန်ကိုသတိရသဖြင့်မိမိလေပေါ်တွင်ရှိသောကွန်အားမြင်မိသဖြင့်ဖျား၏ဇီဒီစိန်ခုထိတ်တွင်ချိတ်၍ညှိနေသောမိမိကွန်ကို တွေးဝေစွာကြည့်ပြီးဘိုးသူတော်အားလှည့်၍အကူအညီတောင်းပြီးကွန်ကိုဖြုတ်ယူမိဟုကြံစီလိုက်သည်တို့နှင့်တစ်ဖက်သို့လှည့်ကြည့်လိုက်သောအခါဘိုးသူတော်ကိုမတွေ့ရပေတစ်ဖက်မှအတန်ကြီးကျယ်သောအတန်ကြီးဖိုးသူတော်၏အတန်ပင်ဖြစ်ပေမည် လူဘဝကအတန်လူသား ရီအောက်ဥစ္စာတိုက်ဖျားကိုတင့်ဖူးတတ်၍ဖူးရပေပြီစိန်ဝူးတွင်ညိနေသောကွန်အားဖြတ်ယူပြီးတင့်ဤအယတ်ဌာနသို့ပြန်နိုင်ပေပြီဖူးသူတို့ဤကျေလောင်သောအတန်အားဥဘုတော်တရိယာကြားသိရခြင်းစိန်ဝူးထိတ်တွင်ညိနေသောကွန်အားဆွဲလိုက်ရာတွင်နားထဲတွင် ရေသံများပလောင်စုပွက်သည့်အတန်နှင့်တူဥဘုတော်သည်လှေဘော်သို့ရောက်သွားလေတော်သည်လှေဘော်သို့ရောက်လျင်ရေတစက်မှမဆိုဘဲရခိုင်မူလကအတိုင်းအင်းကြီးမပါ ပစိုးကောင်ကြိုင်နဲ့ကိုငိုပိုက်လျက်ကန်းဆက်သူရောက်နေသည်ကိုတွေ့ရသည်တို့နဲ့အံ့ဩစွာဖြင့်မျက်စိတမိလျက်တပြက်တရေကကြုံတွေ့ရသောခန်းစားချက်တစ်ခုဖြင့်ဇနီးတဲ့ဒေါ်နီဘူးအားပြော့ပြမိဟုအာခဲ၍ပြေးသွားပြီးရွာထဲသို့ဝင်သွားပါသည်ထို့အခါမိမိအိမ်ရှိတွင်မန်းတက်ထိုးရသည်ကိုမြင်သည်ဖြင့်လူတွေကလည်းတယုံယုံဘာတွေလုပ်နေကြပါလဲဖះဖះဇနီးတဲ့မဏိဘူးများတခုခုဖြစ်နေပြီလားမပြောကောင်းမဆိုကောင်းလွဲပါစေချော်ပါစေမဏိဘူးနေကောင်းပါစေ ဒေါနီဘူးသည်အိမ်ရှိတွင်ကွန်ထမ်းပြီးဝင်ရောက်လာသောခင်မွန်းဖြစ်သူဥပိုးတော်အားတွေ့သည်ဖြင့်ဝမ်းသာအားရပြေး၍ကြိုဆိုတော့သည်ရွာသားများကလည်းအံ့ဩမှုများနဲ့ဝိုင်းပြီးကြည်နေကြရာတွင်မနီဘူးငါတို့အိမ်ရှိမှာထိုးထားတဲ့မန်တက်ကဘာလုပ်တာလဲစွန့်ကျွေးဖို့လုပ်တာလားဘေကလာဟုတ်ရမှာလဲတော့တော့ပြမလာတာဒီနေ့နဲ့ဆိုခုနှစ်ရက်ပြည့်နေပြီတော့သေးပြီးမှတ်ပြီးစွန့်တော့ဖို့လုပ်နေကြတာအခုတော့တော့မသေးပဲငိုအပ်တဲ့ရေအားတန်ဖြစ်နေပြီ ကျုံငူတဲ့မျက်ရည်တွေလည်းမြစ်ထဲရောက်ကုန်ပြီနဲ့တူပါတယ်တော့အဲ့ဒီတော့လက်စနဲ့မထူးတော့ပါဘူးကွာအန်ရယ်ကင်ပြေးယူပြီးဖုန်ကြီးဆွန့်ကျွေးတဲ့ငါတို့ဒါနအလူလေးတစ်ခုပြုတ်လောက်ကြတာပေါ့ငါလည်းရေထဲကသင်္ကန်းစာတစ်ခုရလာတယ်နောက်မှပဲအေးအေးဆေးဆေးပြောပြတော့မယ် ဒီတငါဘွားကိုငါဒီနေ့ကစပြီးစွန့်လွတ်လိုက်တော့မယ်တို့လင်မယားနဲ့အောင်တမအာဇီဝကြကြကောင်းကောင်းကောင်းဝယ်လောက်ကင်စားတော့ကြတာပေါ့ကွာအာဟုတို့လို့တကြရတာထက်အခြားလို့တမတ်ရတာမုံမြတ်ပါတယ်အဓိကကတော့ဖះတရားတန်ငါနဲ့ဆရာမိဘတွေကိုမမေ့ဖို့အရေးကြီးဆုံးအဓိကအချက်ပါပဲဖះရှိကိုယ်တိုင်မကြွမလွတ်တဲ့နာနာဘဝလောကသားတွေကိုအမျှပေးဝေဖို့လည်းမမေ့နဲ့နော်လွန်ခဲ့သောအနှစ်90ကျော်ကအဖြစ်အပျက်တစ်ခုကိုမိတ်ဆွေကြီးကိုကြည်စိုးမှပြောပြပါသဖြင့်စောင့်မတဲ့ပုံဖြင့်ဖော်ပြလိုက်ရပါတော့သည် ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ညီစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်